မိသားမျိုးစိတ်တွေအများဆုံးရှိတဲ့ကမ္ဘာပေါ်ကထိတ်တန့်ဆယ်နိုင်ငံဒီကနေ့မှာတော့ကမ္ဘာအကြီးဆုံးတွားသွားသက်တဝါတွေဖြစ်တဲ့မိသားတွေအများဆုံးကျက်စားရာနိုင်ငံတွေအကြောင်းကိုဗဟုသုတအနေနဲ့မျှဝေပေးသွားပါမယ် CNBC ရဲ့ဖော်ပြချက်အရဗေနိုင်ငံတွေကထိတ်ဆုံးမှရှိနေလေဆိုတာကိုကြည့်ကြည့်လိုက်ကြရအောင်။နံပါတ်1ဩစတြေးလျဟုတ်ပါတယ်။ကမ္ဘာပေါ်မှာမိချောင်းတွေအများဆုံးရှိတဲ့နိုင်ငံလို့ဆိုလိုက်တာနဲ့ဩစတြေးလျကိုပြင်းပြင်းကြမှာပါ။ အထူးသဖြင့် Northern Territory Australia မြောက်ပိုင်းမှာလူဦးရေထက်တောင်မှမိချောင်းကောင်ရေကပိုများတယ်လို့ဆိုကြပါတယ်။ဒီဒေသဟာအနည်းငယ်ရှိဆုံး Saltwater Crocodiles လို့ခေါ်တဲ့ရေငန်မိချောင်းတွေရဲ့အဓိကနေထိုင်ရာဒေသလည်းဖြစ်ပါတယ်။နံပါတ်2အမေရိကန် အမေရိကန်နိုင်ငံဖလော်ရီဒါနဲ့လူဝီဇီယားနားပြည်နယ်တွေဟာမိချောင်းတွေရဲ့ပရာတီတူလို့ပြောရမှာပါ။အမေရိကန်မှာတော့အမေရိကန်အလီဂေတာကိုးမိချောင်းမျိုးစိတ်တွေတန်းတဲ့ချီရှိနေတတ်ပြီး Everglades အမျိုးသားဥယျာဉ်ဟာအထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3ဘရာဇီး အမင်းဆုံးတစ်တောကြီးတွေရှိတဲ့ဘရာဇီးနိုင်ငံဟာဇီဝမျိုးကွဲတွေစုံလင်သလိုခေမန်မျိုးနွယ်ဝင်မိချောင်းတွေအများဆုံးတည်ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်၄အင်ဒိုနီးရှားကျွမ်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့အင်ဒိုနီးရှားနိုင်ငံဟာလေရေငန်မီကြောင်းတွေအများဆုံးကျက်စားရနေရာတစ်ခုဖြစ်ပါတယ်။တဘာဝတောရိုင်းတိရစ္ဆာန်တွေပေါများသလိုမီကြောင်းအန္တရာယ်ကိုလည်းသတိထားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ။နံပါတ်5အိန္ဒိယအိန္ဒိယနိုင်ငံမှာတော့မက္ကာခရိုကိုတိုင်းလို့ခေါ်တဲ့ရေချိုမိချောင်းနဲ့ကဟာရီရဲလို့ခေါ်တဲ့ကရဝိမိချောင်းတို့မဟုတ်နှုတ်သီးရှင်မိချောင်းတွေကို တွေ့ရလေရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့ Center Bank Digital Data ကတော့သူတို့တွေရဲ့အထူးနေထိုင်ရာနေရာတွေလည်းဖြစ်ပါတယ်။ မိသားမျိုးစိတ်တွေအများဆုံးရှိတဲ့နောက်ထပ်ထိတ်တန်းနိုင်ငံစီးရင်ဝင်တွေကတော့နံပါတ်6မက္ကဆီကိုနံပါတ်9တောင်အာဖရိကနံပါတ်8တရုတ်နံပါတ်9ဖိလစ်ပိုင်နံပါတ်10ထိုင်းနိုင်ငံတို့ပဲဖြစ်ကြပါတယ်။မိသားတွေဟာဒိုင်နိုဆောခေတ်ကလေးကမျိုးမသုံးဘဲကျန်ရစ်ခဲ့တဲ့တတ္တဝါတွေဖြစ်ပြီးဂေဟာစနစ် ecosystem မျှတဖို့အတွက်အရေးပါတဲ့တတ္တဝါတွေလည်းဖြစ်ကြပါတယ်။